။ငွေချင်းများအားလုံးမင်္ဂလာပါ။ Futai by SK မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါတော့ပလာတူငါးဟုတ်ကတ်ချက်စားမယ်။ပြီးရင်သူနဲ့လိုက်ဖက်အောင်လို့ချင်မောင်ဟင်းကိုရခိုင်ချက်လေးချက်စားပါမယ်နော်။ Brother PC လေးတွေကတော့ဒီမှာပလာတူလို့မယ်။ချက်တော်ကြီးဦးကြီးတူချင်းပြင်းမကြီးလေးလှုပ်ထားမယ်ပြင်းစိမ့် မြုပ်သီးချောက်ကိုကြတော့ရင်းနှင်းတဲ့တခြားလေးဆေးပြီးတော့အရေးစစ်ထားပါမယ်။ရင်းဦးဆုံးဂျင်းထောင်းပြီးတော့ငါးပုံမှာအရေးလေးညှစ်ပြီးတော့မှတခြားလေးနှက်ထားပါမယ်နော်။မြူသီး6ကိုထောင်းပါမယ်။မြူသီး6ညက်လာပြီဆိုလို့ရှိရင်တော့ကြက်တုံကြီးတစ်ဝက်လောက်ထည့်ပြီးတော့ထောင်းပါမယ်နော်။ ရတာတစ်ခါရဲထည့်ပါမယ်စာချုံမုံတို့မုံငါအမုံသုံးလို့ရပါတယ်ပြီးရင်ငါပြိနေနဲ့ထည့်မယ်ပြီးရင်တေချာလေးညအောင်ထောင်းထားလိုက်ပါမယ်နော်စီတက်ဖို့အတွက်ကြတော့စနေအရင်ထည့်ပါမယ်ပြီးရင်ကြက်သွန်ဒီတဝက်ကျန်တာကိုထည့်ပြီးတော့စီတက်ပါမယ်ခုနကထောင်းထားတဲ့ငရုတ်သီးနှစ်လေးထည့်ပြီးတော့စီတက်ပါမယ်နော်။ကျက်တုန်ဒီလေးတွေနည်းနည်းကျက်လာပြီဆိုလို့ရှိရင်တော့ မကြီးရေလေးထည့်ပြီးတော့ချက်ပါမယ်ဒီရေလေးနည်းနည်းစုပွက်လာပြီဆိုလို့ရှိရင်တော့ငါးထည့်ပြီးတော့ချက်ပါမယ်နော်ပလာတူကလေငါးဟုတ်ကချက်စားလို့အရင်ကောင်းပါတယ်ချက်စားကြည့်ပါနော် ီးရင်ရေနေုံထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပါမယ်။ငါကတော့အကြာကြီးတော့ချက်စရာမလိုပါဘူး။ဒီမှာအရေးလေးရလေးခန့်လာပြီဆိုလို့ရှိရင်တော့တစ်ဖက်ကိုလှန်ပေးလိုက်ပါမယ်နော်။ပင်စင်းအုပ်လိုက်ပါမယ်။ပြီးရင်ငါးဟုတ်ကဖြစ်တဲ့အတွက်ကြောင့်အရေးခန်းတဲ့အထိချက်ပြေးလိုက်ရင်တော့ရပါပြီနော်။ ရတာလဲတခါလေးပြေဆုံးထည့်ပြီးသားဆိုတော့လေမထက်ကျော်ကတော့အရန်ချောက်ချောက်ကြီးအချက်ပေါ့နော်အရေးလေးနည်းနည်းဆက်ဆက်လေးကျန်တဲ့အချိန်မှာထုတ်ထားလိုက်ပါတယ်နော်ပြီးရင်ချင်းမောင်ဟင်းကတော့ရေလေးနည်းနည်းထည့်ပြီးတော့ဒီမှာအဖုံးလေးအုပ်ပြီးတော့စူပွက်လာအောင်အရင်တည်ထားလိုက်ပါမယ်ပြီးရင်ငပြည့်ကိုအရေးဖြောထားပါမယ် င်မောင်ရွက်တေပြောလာပြီဆိုလို့ရှိရင်တော့ဒီမှာဒီချာလေးမှွေပြီးတော့ပြလိုက်ပါမယ်เนาะပြီးရင်တော့ငပိရေထည့်ပါမယ်မြေဒီစိမ့်ပိုင်းထားလေးထည့်ပါမယ်နော်။ရတာအနေနဲ့ကစာချုံမုံနေနေထည့်မယ်။ပြီးရင်တော့ပင်စိမ့်လေးအုပ်ပြီးရောရှိရင်တော့ရပါပြီ။ ရန်ရိုးရှင်းလွယ်ကူပြီးတော့ထမင်းမိစေတဲ့ချိန်မောင်ဟင်းပေါ့နော်ပြန်ချင်မဟင်းနဲ့ငါးဟုတ်ကတဲ့ကအရင်လိုက်ဖက်ပါတယ်ငါးဟုတ်ကတော့ကတော့ရခိုင်ဖက်မှာဆိုလို့ရှိရင်ငါခက်ခောက်လို့ခေါ်ပါတယ်နော်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်း